တိုဘာ31ကိုသူတို့ကဘလို့လဲနားလည်ထားကြလဲဆိုတော့ Festival of Death ဆိုတော့ဟိုတည်ခြင်းပွဲတော်เนาะတည်ခြင်းပွဲတော်ဆိုပြီးတော့လဲတည်ထားတယ်အဲဆိုတော့အဲ့ဒီနေ့မှာတဲ့ဝိညာဉ်တည်တဲ့ဝိညာဉ်တွေကအာသူတို့အိမ်တွေကို ပြန်လာလဲပတ်လိရှိတယ်ဆိုပြီးတော့ဒီလိုမျိုးယုံကြည်ခဲ့ကြတာပေါ့เนาะဒါကမိစ္ဆာဒိဋ္ဌိအယူဝါဒ pagan အယူဝါဒကနေလာတယ် ဆိုတော့ဒီလိုယုံကြည်ထားတာကနေသူတို့ကကာကွယ်တဲ့အနေနဲ့သူတို့ကတရေတစီတွေလို့ဖုတ်ကောင်းတွေလို့ဝတ်ထားမယ်ဆိုရင်အဲဒီပြန်လာတဲ့ဝိညာဉ်တွေကသူတို့ဒုက္ခမပေးတော့ဘူးပေါ့။ဘာလို့လဲဆိုတော့သူတို့နဲ့ အတူတူဖြစ်တယ်ဆိုတာမျိုးမြင်သွားအောင်ပေါ့ဆိုတော့ပုံစံမျိုးနဲ့ဒီပွဲကိုကျင်းပကြဒါတော့စာတန်ရဲ့လှည့်ကွက်တစ်ခုလည်းဖြစ်တယ်သူကပြောလဲဆိုတော့ no halloween နဲ့ halloween မလုပ်ဘူးဘာလို့ဆိုတော့သူကစာတန်ဂိုင်းမှာသူရှိခဲ့တုန်းကဆိုရင်စာတန်နဲ့တောင်သူကစကားမျက်နှာချင်းဆိုင်စကားပြောနိုင်တဲ့အဆင့်အထိသူကကြီးခဲ့တာပေါ့နော်ယာထူးကအဲ့လိုယာထူးကြီးခဲ့တဲ့အပြင်ကိုသူကသူဆိုရင်သူ့ရဲ့လက်ထပ်တဲ့နေ့ဆိုရင် halloween ည အောက်တိုဘာ31ညမှာလက်ထပ်ခဲ့တာဖြစ်တယ်ဆိုတော့သူကဒီစာတန်အတတ်ပညာဆုံးကဝေအတတ်ပညာမြောက်များစွာကိုလှုပ်ခဲ့တယ်ဘလောက်ထိလှုပ်ခဲ့လဲဆိုတော့အဲ့ဒီဝေပေးမဲ့ချိုးချင်းနေအပေါ်မှာတော့မှကျိန်ဆဲချင်းနေလှုပ်တယ်တာသူပြောတာเนาะသူရဲ့တသက်ခန့်ချက်တွေ YouTube မှာကြည့်လို့ရတယ်ဆိုတော့သူဒီလိုပြောလာတဲ့အခါမှာသူကဘာပြောလဲဆိုတော့เนาะသူနာမည်က John John Ramirez နော် John Ramirez so i am shocked christian celebrate halloween နဲ့သူခရီးယန်နေ halloween ပွဲစင်နွဲတာကိုအင်မတန်မအံ့ဩမိတယ်တဲ့ဒါသူပြောတာဖြစ်တယ်နော်ဆိုတော့ဒါ sudden guy မှာအထွတ်အထိပ်ဖြစ်ခဲ့တဲ့သူဒါပေမဲ့ jesus တော့ကြောင့်သူသူလွမြောက်သွားတယ်ကယ်တင်ခြင်းရတယ်အခုချိန်မှာအသက်ရှင်တဲ့ tara ဖျားရဲ့နှုတ်ကပတ်တော်ကိုဟောပြောသက်သေခံနေတဲ့ဧဝံဂေလိဆရာတယောက်လည်းဖြစ်တယ် ကြတော့ तू ကစာတန်ရဲ့အကြောင်းအရာတွေကို तू ကအများကြီးဖော်ထုတ်ပြီးတော့ယုံကြည်သူတွေအသင်းတော်တွေကိုသင်ပေးနေတာဖြစ်တယ် ဆိုတော့သူကပြောတယ်ခရီးအနေနဲ့လုံးဝမသက်ဆိုင်ပါဘူးဒီပွဲဟာလုံးဝမလုံတဲ့နဲ့ပွဲဖြစ်တယ်ဆိုတဲ့အရာကိုသူပြောပြတယ်ဆိုတော့ဒီပွဲတွေဟာအယမ်းမှောင်မိုက်တယ် dark ဖြစ်တယ်ဒါကြောင့်သူကပြောတယ်ဒီပွဲတွေဟာဆုံးကွေအတတ်ပညာတွေနဲ့အမြဲတမ်းဆက်နွယ်မှုရှိတယ်ခုနကျွန်တော်တွေ့ခဲ့တဲ့ပုံတွေ့ပါလိမ့်မယ်နော်ဆိုတော့ဒီပုံကြည့်ခြင်းအမြဲတမ်းဖရားရဲ့ဆက်ဆုပ်ယွန်ရှားစရာအရာဖြစ်တယ်ဆိုတာကိုနားလည်ဖို့ယုံကြည်သူများကိုနံပါတ်1အချက်အနေနဲ့သတိပေးခြင်းတယ် ပြောပြမယ်နော် entertainment ရဲ့အစပါလဲ enter enter ဆိုတာဝင်လာပါဆိုတဲ့အဓိပ္ပာယ်ဝင်ခွင့်ပေးတာဒါကြောင့် entertainment entertainment นี่ကျွန်တော်ပြောပြောရခရာစာတန်ဝင်ပေါက်ရှိတတ်တယ်ကျွန်တော်မျက်စိကကျွန်တော်ရဲ့ဝိညာဉ်ရဲ့တကပေါက်လို့ပြောရဟုတ်တယ်မလားဆိုတော့ဒါကြောင့်မလို့မျက်စိကနေဝင်တဲ့အရာတွေကျွန်တော်နားတွေကဝင်တဲ့အရာတွေဒါကိုနားလေတယ်ဆိုရင်တော့ကျွန်တော်ခွင့်မပြုတင်ဘူးဆိုတာကိုဒီဖို့လိုတယ် ဟာဆရာရဲ့ Christmas လဲဒီမိစ္ဆာဒိတ်တိအယူဝါဒတွေနဲ့ဆက်နွယ်တာမဟုတ်ဘူးလား Easter လဲမိစ္ဆာဒိတ်တိအယူဝါဒပွဲတွေကနေလာတာပဲမဟုတ်ဘူးလား Pagan ပွဲတွေကနေကျွန်တော်ပြောပြမယ်ဘာကွာသွားလဲဆိုတော့ Christmas ကြတော့ကေတင်ရှင်ဖွားမြင်ခြင်းကိုအကြောင်းပြုပြီးတော့လောက်တာနော်ဆိုတော့ဒါကကွာသွားတယ် Now Easter လို့ပြောတဲ့ Resurrection ရှင်ပြန်ထမြောက်ခြင်းပွဲကြတော့ကိုဒါကခရစ်တော်ရှင်ပြန်ထမြောက်ပြီးဆိုတဲ့သတင်းစာအဓိကဖြစ်တယ် ဒါပေမဲ့ Halloween ကြတော့တည်တဲ့သူတွေပြန်လာတယ်တဲ့နော်တည်တဲ့သူတွေပြန်လာလို့မရဘူးလူကာ16ထဲမှာဖတ်တဲ့ခါမှာတတိကြီးနဲ့ Lazarus နော်အဲ့ဒီဥစ္စာကပုံဥပမာမဟုတ်ဘူးပုံဥပမာပြောရင်သခင်ယေရှုကဘာပြောလို့ရှိလဲဆိုတော့တားနှစ်ယောက်ရှိတယ်ကျွန်းနှစ်ယောက်ရှိတယ်နော်အစသဖြင့်တတိကြီးတယောက်ရှိတယ်ဒီလိုပဲပြောတာဒါပေမဲ့ဒီရဲ့အကြောင်းပြောတဲ့ခါမှာဘာသုံးလဲဆိုတော့နာမည်သုံးတယ်နာမည်သုံးရင်ဒါပုံဥပမာမဟုတ်ဘူးအဖြစ်အပျက်ကိုပြောတာဖြစ်တယ်အဲကြောင့်မလို့ တထေးကြီးကလာဇရုကိုပြောတယ်ငါညီတွေရှိသေးတယ်တဲ့နော်သွားပေးပါဆိုတော့ဒါကြောင့်မလို့သေပြီးသားဝိညာဉ်တွေအတွက်ဘာမှလှုပ်လို့မရဘူးဆိုတော့နားလေဖို့လိုတယ်အကြိမ်ပြီးလှုပ်လို့ရရင်ကျွန်တော်ကေတင်ချင်းကိုဒီချိန်မှာပဲလက်ခံပါလေသေပြီးငရေရောက်မှာပဲသူတို့ပြောင်းလဲပါစေဒီကနေလှမ်းစုတောင်းပေးလိုက်မယ်ဆိုရင်ကျွန်တော်ကေတင်ချင်းဟောနေတဲ့အတိတ်ပဲမရှိတော့ဘူး ။ဒါကြောင့်ဒီနေ့ဟာကဲတင်ရနေ့ဖြစ်တဲ့ခရစ်တော်ကိုဒီနေ့လက်ခံဖို့ဖြစ်တယ်။အာမင်။ကျွန်တော်တို့ကမှောင်မိုက်တဲ့ကနေအံ့ဘွယ်လင်းကို ခေါ်သွင်းတော်မူတဲ့သူရဲ့ဂုံဂျေဇုကိုဖော်ပြဖို့ရန်အတွက်တဲ့ကျွန်တော်တို့ခွဲခန့်မှတာပြီးသား။ အလင်းရဲ့သားသမီးဖြစ်တယ်။ဒါကြောင့်ဝင့်ခတ်ပါအောင်ကျွန်ုပ်ဒီအလင်းရဲ့သားသမီးဖြစ်တယ်။ဒါကြောင့်မှောင်မိုက်တဲ့အရာတွေဒီလိုမှောင်တဲ့ဟာ dark ဖြစ်တဲ့အရာတွေ death ဖြစ်တဲ့အရာ fear ကြောက်ရွံ့ခြင်းတွေယုံကြည်သူတွေနဲ့လုံးဝမသက်ဆိုင်ဘူး။ဒီအရာတွေကနေလွတ်မြောက်ခဲ့ပြီမဟုတ်ဘူးလား။ဘာကြောင့်ပြန်သွားခြင်းရတာလဲ။မတော်ရအောင်เนาะဒီနေ့မှာအဲ့ဒီကြောင့်အဲ့ဒါဒီချက်လေးကတိတ်ရေးကြည့်တယ်ဒါကြောင့်သူတို့လုတ်တဲ့အရာတွေကเนาะ Christian value ဆိုတဲ့ယုံကြည်သူတွေတန်ဖိုးထားတဲ့တကယ်တန်ဖိုးထားတဲ့အချက်တွေနဲ့စန့်ကျင်ပြီးတော့လောက်တာတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တရေတဆေလို့ဝေ့ပြီးတော့ဟုတ်လားเนาะဟိုသွေးတွေသွေးထွက်တန်ယူပုံစံတွေလောက်ပြီးတော့ကျွန်တော်ဒီနေ့တရားဟောမယ်ဆိုမိတ်ဆွေနားတော်မှာမဟုတ်ဘာကြောင့်လဲကျွန်တော်ပြုတဲ့အမှုကဖះဘုံတော်ထင်ရှားမဲ့အမှုမဟုတ်ဘူးလေဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာအသက်ရှင်နေသူတွေက ကိုလှုပ်တဲ့အရာဖះဘုံတော့ထင်ရှားမလားဒါနဲ့ချင်းချင်းရမယ်ဆရာဒါစားလို့ရလားဒါတောက်လို့ရလားခဏခဏလာမေးတတ်တယ်ဆရာတက်တူးထိုးလို့ရလားသပင်ရှည်ထားလို့ရလားမုတ်ဆွေမွေးထားလို့ရလားစသဖြင့်ကျွန်တော်တို့ခဏခဏမေးခွန်းနေမေးတဲ့အခါမှာကျွန်တော်ဒီနောက်ပတ်တော်နဲ့ပဲပြောတယ်လှုပ်ချင်တဲ့အရာရှိရင်လို့ဒီစန်းစန်းစာနဲ့ချိန်ကြည့်ပါလို့ကိုလှုပ်ချင်တဲ့အရာကဖះဘုံတော့ထင်ရှားမယ့်အရာဖြစ်တယ်ဆိုရင်တော့လှုပ်ပါလို့ဒါစာတန်ဂိုင်းတီထောင်တဲ့ ပုံကိုကိုယ်တိုင် ပြောတဲ့အရာဘာလို့သူညီညွတ်ပြီးပြောလဲဆိုတော့ Halloween ညကိုစင်နွဲတဲ့ယုံကြည်သူသားသမီးမိဘတွေနဲ့ပတ်သက်ပြီးတော့သူကပြောတာဟာသူရံဝန်းသားတာဗောစာတန်ကိုတစ်နှစ်မှာတရက်တော့ကိုးကွယ်တဲ့ညမှာခရိယံမိဘတွေကခွင့်ပြုတဲ့အတွက်သူတို့သားသမီးကိုသူရံဝန်းသားတယ်တဲ့နော်ဆိုတော့ဒါဒါဒါသူပြောတဲ့စကားဖြစ်တယ်နော်စာတန်ဂိုင်းကောင်းဆောင်ကိုယ်တိုင်က ပြောခဲ့တဲ့ဇာတ်ဖြစ်တဲ့ခါမှာဒါလေးကိုနားလည်ဖို့လိုတယ်เนาะကလေးတွေကိုနားလည်ဖို့သင်ကြားပေးဖို့လိုတယ်ဒါဒါတွေကြည့်တဲ့ခါမှာအပျော်သက်သက်မဟုတ်ဘူးလားเนาะစာတန်ကသိပ်ပါနဲ့တဲ့လင်းတော့ကောင်းကင်မှန်ကဲသူတော်ရောင်ဆောင်နိုင်နေတဲ့เนาะဒီစကလုံးလေးတွေကျွန်တော်တွေ့တဲ့ခါမှာသတိထားဖို့ဖြစ်တယ်နောက်ပြီးခုန John Ramirez ဒါစာတန်ရဲ့ ယေဘရဟိလောက်ခဲ့ဘူးတဲ့ပုံကဘာပြောလဲဆိုတော့ the whole picture of halloween is that you are honoring the devil တဲ့အတိတ်ပဲဘာလဲဆိုတော့ halloween ကျင်းပတဲ့အဓိကအတိတ်ပဲကိုကတဲ့စာတမဏကိုတဲ့ honor လုပ်တယ်ဆိုတာเนาะသူ့ကိုလေးစားကြည်ညိုပြီးတော့အဲ့ဒီနေ့မှာပြောချင်တဲ့သဘောကိုးကွယ်တဲ့နေပဲတဲ့เนาะဒါဟုတ်နားလေတယ်ဆိုရင်မိပါများဂျေဇူးပြည့် ခွင့်မပြုပါနဲ့ခွင့်ပြုပြီးတော့စာတန်ဝင်လာတဲ့အခါမှာဒီဒုက္ခရောက်လိမ့်မယ်နော်အခုကျွန်တော်တို့ပြောနေတဲ့အရာတွေနဲ့တမာတရားတုန်တင်တို့ဘာလွတ်သွားမလဲသိလားစေမူရဲ့စေဝါကြီးကျွမ်းနေလွတ်မယ်ဘာလွတ်မလဲသိလားသူတို့ကအရက်ကြီးကျွမ်းနေလွတ်မယ်သူတို့ဘာတွေလွတ်သွားမလဲသိလားမကောင်းတဲ့အမှုတွေမကောင်းတဲ့အပေါင်းအသင်းတွေပေါင်းသင်းခြင်းကနေလွတ်မှာနော်သာသမီတွေကိုမလွတ်စေချင်ဘာလဲအဲ့ဒီလူတွေနဲ့တွဲစေချင်တာလား ကျောက်ဒါ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  compromise လုပ်ဖို့လုံးဝမဟုတ်ဘူး။တနည်းအားဖြင့်ကျွန်တော်ယုံကြည်ခြင်းကိုလေဟိုအပေးယူလုပ်ဖို့လုံးဝမဟုတ်ဘူး။သူတပားတို့ဒီတင်းတို့ဤကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောတင်းတို့အပိုင်ကုံတော်ကိုချီးမွမ်းစေခြင်းကသူတပားရှိ၌တင်းတို့အလင်းကိုလင်းစေကြလော။အလင်းလင်းရမှာ။ဒါကြောင့်အလင်းဆိုတဲ့ခါမှာတော့သူများမျက်စိကျဉ်တက်တယ်။နော်။မျက်စိစပူမွေးဆူးတက်တယ်အလင်းလင်းနေတဲ့သူ။ဒါမှမကိစ္စမရှိဘူး။ဒါက လောကရဲ့အလင်းဖြစ်တယ်ဆိုတာပြဖို့လိုတယ် different ဖြစ်တော့ဘာဖြစ်လဲ different ဖြစ်ကိုဖြစ်ရမှာယုံကြည်သူသားမိတွေကလုံးဝ different ကိုဖြစ်နေရမှာကွဲပြားနေရမှာဒါမှယုံကြည်သူအခုကယုံကြည်သူလားမယုံကြည်သူလားခွဲခြားလို့ကိုမရတဲ့ကာလဖြစ်နေတယ်ကြီးလိုက်တဲ့ခါမှာ तू ကဘလို့လဲနော်လက်ခံလို့ယုံကြည်သူလားဖျားသားသမီးလားတပည့်တော်လားခွဲခြားလို့မရအောင် ဖြစ်နေတယ်ဆိုရင်တော့မိတ်ဆွေကျွန်တော်တို့သတိထားဖို့လိုတယ်ဆိုတာကိုပြောပြချင်တယ်။စာတန်ဂိုင်းတွေကတဲ့ ် Good Friday နေ့မကျင်းပဘူးဆိုရင်တဲ့ယုံကြည်သူတွေဘာကြောင့် Halloween ပွဲကျင်းပရမှာလဲတဲ့သူပြောတယ် Satan guy နေနော် Satan အဖွဲ့ဝင်တွေက Good Friday နေ့မှာဩသခင်ရဲ့အသေးခံခြင်းအတွက်ဝမ်းမြောက်ပါတယ်လို့မကျင်းပဘူးဆိုရင်တဲ့ယုံကြည်သူသားသမီးတွေကဘာကြောင့်မလို့ Halloween ကိုကျင်းပရမှာလဲတဲ့သိမှန်ပါတယ်ကျွန်တော်တို့ log key သားတွေက good friday နေ့မလုပ်ရင်ကျွန်တော်တို့ log key စံပုံမဟုတ်ဘူး။ဒါကြောင့်နားလေပါ နေဖះကကျွန်တော် Halloween ပွဲနဲ့ပတ်သက်ပြီးတော့ရှောင်းရှားတင်နေဆိုတာကိုသင်ကိုဒီနေ့မှာပြောနေပြီနှုတ်ပတ်တော်ရပြီအလင်းရပြီသားသမီးတွေသူဖြင့်နိုင်ငံခြားမှာနေတဲ့သားသမီးတွေကိုမိဘများဒီနေ့ပြောပြပါသွန်သင်ပါတမချားနဲ့တရားနဲ့သွန်သင်ပါသင်ကိုယ်တိုင်ခွင့်ပေးနေပြီဆိုရင်တော့ဒီနေ့မှာနောက်တားရပါဘုရားရှိခိုးမပြန်လာပါဒီအရာတွေကယုံကြည်သူသားသမီးနဲ့လုံးဝမဆိုင်မှောင်မိုက်အရာတွေဖယ်ရှားပြီးတော့ အလင်းရဲ့လက်နဲ့ဆောင်ကိုဝယ်ဆင်ရအောင်